စာပေနောင်းလဲဝါပြီးထွေးတော့အဆူလမ်းလေးကိုရောက်ဝယ်စားလိုက်တောင်းစားဘာတောင်းစားမှာခင်ဗျားတို့ကျွန်တော်မချက်နိုင်ပါဘူးလက်မထနိုင်ပါဘူးလို့ဘယ်နဲ့ဖာပြောရမလဲယောက်ျားတယောက်စီကလူချင်းတော့မရဘူးအစစ်ကပ်တပ်ဖို့လိုတယ်ဆုံးမရကိုယ်မပြေကန်ဆိုရဲကတော့လို့တီလူကို ကိုတို့လည်းဒီထက်ရွယ်ရောက်လာပြီဒီထက်ရွယ်ဒီခက်တန်းလာခဲ့ရပြီအချစ်ကအချစ်ဆိုရဲရအချစ်ပေါ်တော့မှလည်းပဲပြောအောင်ပါဘာ။ဘာမဆိုအားလုံးဖြစ်သွားနိုင်တယ်။ကောင်းတာတွေရောဆိုးတာတွေရောဘွားကြီးတစ်ခုလုံးကဂျွန်းတော့မှဖြစ်သွားနိုင်တယ်။အဲ့ဒါလေးကိုပြချင်တာပါ။ဟိုကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်မကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်ဒါအချစ်နဲ့ပတ်သက်လာ။ဒါကိုယ့်ရဲ့ခံယူရပုံမှမူတည်အောင်။ဒီကလေးကကျွန်တော်ဒရိုက်တာအနေနဲ့ပေါ့နော် လေးကားမျိုးရိုက်ထားပါဘောနှစ်ကားထွက်ပြီးသွားပြီနောက်နှစ်ကားမထွက်ရဘူးအဒီကားလေးကတတရမြောက်ထွက်တာပေါ့နောက်တကားကြံပါတယ်ဟုတ်စိတ်ဆိုတော့ဆီယမလွန်တတာရဲ့ဝတ္ထုပါစိတ်ဆိုတဲ့နာမည်လေးပဲအဲ့ဒါစိတ်ဆိုတော့လူငယ်တွေပေါ့နော်လူငယ်တွေကအချင်းနဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်ပေါ့နော်ငွေချင်းနဲ့ပတ်သက်လာရင်ဖြစ်ဖြစ်တမားရကြရပေါ့အဲ့အဲ့အားရလေးပါစိတ်ဆိုတဲ့ဒါပေါ့အဓိကတော့အချစ်ပဲလေအချစ်ကြောင့်အကုန်ဖြစ်သွားနိုင်တယ်အစိတ်လည်းဖြစ်သွားနိုင်တယ်ပြားရည်လည်းဖြစ်သွားနိုင်တယ် ဒီကားကြည့်ပြီးတော့အစိတ်ဆိုတော့ဘာဘာဖြစ်လို့ဒီကားလေးကအစိတ်လို့ပေးထားရလဲဆိုတာတော့ဒီကားလေးကြည့်ပြီးတော့အားလုံးသိပါမယ်။ဟုတ်ကဲ့။ဒါကျမကပေါ်ဝင်လာတဲ့ဒီနေ့ပတ်သက်ပြီးတော့ဒီလေးပေါ်ပြရတဲ့အခြေအနေရှိသေးတယ်ဟုတ်သူသားတော့မရှိပါဘူးဒီစားဒီကားလေးထဲမှာပါတဲ့လူတွေအားလုံးပေါ့နော်သူဆက်ကောင်းတဲ့သူအလိုက်ဆုံးပြစ်မဲ့ထင်လို့ရွေးတာပေါ့နော်အဓိကတော့မင်းသားတွေကတော့ဒီအောင်ခင်မင်းရဲ့တိုက်ပွဲမင်းသားတွေဆိုတော့နော်ဒါမင်းသားတွေကတော့သူကပါဘူးမင်းသမီးတွေကတော့တကယ်ကိုသူတို့နဲ့ အလိုက်ဆုံးဖြစ်မယ်ထင်လို့ကိုရောကုမ္ပဏီရောဘောနောဇန်ညွှန်းရေးဆရာအားလုံးအထူးထူးရေးခဲ့ကြတာစာပေနောင်းနဲ့ဝါဘီထွီတာအစလမ်းလေးကိုရောက်ဝယ်စားလိုက်တောင်းစားဘောတောင်းစားခင်ဗျားကျွန်တော်မချက်နိုင်ပါဘူးလက်မခံနိုင်ပါဘူးလို့ဘယ်နဲ့ခါပြောရမလဲယောက်ျားတယောက်စီကလိုချင်တာမရဘူးအစ်စ်ကတ်တာပေါ်ဆုံးမရကိုယ်ရမ ကိုယ်တို့လည်းဒီထက်ရွယ်ရောက်လာပြီဒီထက်ရွယ်ဒီခက်တန်းလာခဲ့ရပြီအချစ်ကအချစ်ဆိုရဲရအချစ်ပေါ်ထောက်မားလို့ပဲပြောအောင်ပါ ဘာမဆိုအားလုံးဖြစ်သွားနိုင်တယ်။ကောင်းတာတွေရောဆိုးတာတွေရောဘွားကြီးတစ်ခုလောကကျွန်တော်မှဖြစ်သွားနိုင်တယ်။အဲ့ဒါလေးကိုပြချင်တာပါ။ဟိုကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်မကောင်းတာတွေလည်းဖြစ်သွားနိုင်တယ်ဒါအချက်နဲ့ပတ်သက်လာတာ။ဒါကိုယ့်ရဲ့ခံယူရပုံမှန်မူတည်ရအောင်။ဟိုလူကောင်းမဲ့အခုခက်ပေါ့နော်။ဟိုဒါဖြစ်လေဖြစ်တာရှိတဲ့ခါပေါ့။ဖြစ်လေဖြစ်တာရှိတာပေါ့။မမကြီးတွေကစတိတ်တွေကိုအမ်းနေပေါ့။နော်ဘေးကြီးတွေကစော်လေးတွေကိုအမ်းနေပေါ့။နော်ဒီဒီသဘောလေးပါပဲ။ဟို တကယ်လည်းအပြင်မှာဒါတွေကကိုကိုယ်တိုင်လည်းအများကြီးမြင်ဖို့နေတာဟောဘောဓာရီတွေမှာရှိတယ်ဆိုတော့ဟိုအပြင်မှာဖြစ်နေကြဟာလေးတွေမလို့ပါအေးတကလည်းဘောဓာရီရဲ့ဖြစ်ဖို့နည်းနည်းကိုဖြစ်တော့မဟုတ်ပါဘူးကိုကချစ်နေတာကိုဖြစ်တော့မဟုတ်ဘောဓာရီရဲ့ကျေချာတော့အကိုရဲ့ရမမမဆိုတော့ပြဿနာရှိတယ်ဒီကတော့ကိုလိုချင်တဲ့ပုံစံလေးပေါ့နော်ကာရိုက်တာနှစ်ယောက်ကလည်းမတူဘူးမတူတော့ကိုလိုချင်တဲ့ဟာလေးသူနဲ့လိုက်မဲ့က သူစက်ကောင်နဲ့လိုင်းမန်ဟာလေးတွေကိုကိုပြောပြပေးရတော့ဒါတော့အဓိကတော့သူတို့ဘန်သူတို့လောက်တာပေါ့နော်ဟိုသူတို့ခုံးမလဲအဓိကကိုကဒီကားကအချစ်ကားလည်းဖြစ်နေတဲ့အတွက်ဟိုပြောတော့သူအချစ်ကားဖြစ်နေတဲ့အတွက်ကိုကစီးလေးတွေလောက်အောင်ရိုက်တာပါဒါဒီကားတော့ကိုမလုတ်ခဲ့ရဟာလေးပေါ့မလုတ်ခဲ့ရဆိုတော့ကိုအိုက်တာဘဝတော့ကလည်းဒီလိုပဲဒိုက်တာဒါဆိုရင်ဒါပဲရိုက်ခဲ့ရတော့အခုကျတော့ကိုကဒီ romance ကားလေးလည်းဖြစ်တယ်အချစ်ကားလေးလည်းဖြစ်တဲ့အတွက်အဲ့ဒါလေးတွေကိုက ရှုခင်းလေးလှလှပပလေးလိုက်တင်လှလှပပလေးနဲ့ရိုက်ချင်အောင်ရိုက်ပြခဲ့အောင်အခုအဲ့ဒါဘောကတော့ဒါတော့ကြာပြီပေါ့နော်တမင်း20မိနစ်20လောက်ပေါ့အဲ့ဒါကျတော့ကျွန်တော်စက်ခစ်ဖြစ်နေတာပါအဲ့တော့ကျတော့ကျွန်တော်တို့ဘုရားရှင်နေရရှိတဲ့အတွေ့အကြုံလေးကိုပြောပြအခွင့်ပြရခင်လားမရှိဘူးမပြောသေးပြောလို့မရအနားတော်ကတ်မထိုင်ရင်ဆရာရင်းနားကိုဆရာရင်းနားမပြောနဲ့ကိုယ့်ရဲ့ရှင်နေရကြတဲ့မင်းသားကြီးတွေနားကိုကတ်မနေရဲဘူးခဝဲဝဲပန်နေရအဲ့လိုပေါ့ရရင်တော့ကြောက်ရတာကြောက်ရတယ်ဆိုတော့ ကိုမင်းတို့ခစ်တော့ဟာဟိုခစ်တော့ဟာဆိုကြောက်ရတာပါလေဆရာကြီးဆရာကြီးဟိုဂိုက်တာတွေမင်းသားကြီးတွေမဟုတ်ဘူးဘွေးကအဲ့လိုကင်မရာမန်တွေနာမည်ကြီးတဲ့ကင်မရာမန်တွေအစားကိုကကြောက်ရတယ်ခြာနေလို့ကြောက်ရတယ်သူတို့အကုန်ကြောက်ရတယ်အဲ့ဒီဟိုဂိုက်တာကြီးတဲ့ချိန်ကျတော့ဒီနေ့ကြောက်ရတယ်အဲ့ဘာမင်းအဲ့မင်းသားတွေကလည်းအဲ့လိုသူကိုနေကိုနေရိုက်တဲ့သူကြာအဲ့လိုပေါ့ ကို respect ပါကိုတို့ respect ပေးတာပါဟိုကြောက်တယ်လည်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူတို့လည်းဟိုအကိုတို့ဖြတ်တန်းခဲ့ရတာတွေလူပညာဖြတ်တန်းခဲ့ရတာသူတို့လည်းနားလဲပါ။နားလဲတော့အကိုတို့ respect ပေးတဲ့အနေတော့ကြောက်တာတော့မဟုတ်ပါဘူး။ဇလန်းအရကိုဖန်တီးလို့ရတဲ့အတိုင်းတာအရင်ကားတွေပုံပိုပိုလုခွင့်ရတယ်။နောက်တော့ဟိုဘယ်လိုခေါ်မလဲဒီဇက်ကားမှာလှအောင်ရိုက်လို့ရတဲ့ဇလန်းမျိုးဖြစ်နေတယ်။လှအောင်လှအောင်ရိုက်အချစ်ဇလန်းမျိုးအဲ့လိုဇလန်းတစ်ခုဖြစ်နေတယ်။အဲ့အဲ့အတွက်လည်းကို ကိုစိတ်ကြိုက်ပေါ့နော်အာဒီကင်မရာမန်တွေနဲ့ရောလိုက်တင်သမားတွေနဲ့ရောအကုန်လုံးပေါ့နော်အားလုံးသူတို့နဲ့တိုင်ပြီးအကောင်းဆုံးပြောင်းလုပ်ခဲ့တော့အဲဒါကြောင့်မလို့ဒီကားလေးကြောက်ရလဲဟိုဘယ်လိုခေါ်မလဲအကွာအကားအများကြီးမရှိသေးပါဘူးဒါ၃လေးကားပဲရှိပါ၃ကားလောက်ထပ်တာတော့မှ၅ကားပဲရှိပါသေးတယ်ဒီကားလေးတွေထဲမှာမှဒီကားလေးကိုပို့ပြီးတော့လည်းပို့ပြီးအားရဒီကားလေးကကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော် driver အနေနဲ့တကယ်ကိုပူရောညံရောရှိတော့ဗောဒီကားလေးရိုက်တော့ဆိုအမှတ်တရရအများကြီးပဲပြောပြရင်အမှတ်တရတွေတက်တက်ပြောပြ မှတ်တရရဲ့အများကြီးပဲအဲဒီကားလေးကိုကျွန်တော်ပုံစံညံစံရှိသလောက်အကောင်းဆုံးပြောင်းကြိုးစားထားပါတယ်ဒီကားလေးကိုလာပြီးအာလာပြီးကြည့်ရပါအောင်ဘာလို့လဲဆိုတော့ဒီကားလေးကိုကြည့်ရဲ something တော့အဖေလေးတခုအစ်တတခုရအောင်ပါဒါကျွန်တော်အာမခံတယ်ကြားတယ်ဝမ်းကြပါဖိတ်ကြပါ